အခုမြင်တွေ့နေရတာကတော့ဒီဘုံမျိုးနဲ့နမ်တူမျိုးနဲ့ဈာမရှိတဲ့မန္တလေးကျေးရွာဖြစ်ပြီးစစ်ကောင်စီတပ်ကလေကြောင်းကနေတုံးချိန်မြောက်ဘုံကျဲတာခံခဲ့ရတဲ့ကျေးရွာရဲ့မြင်ကွင်းပဲဖြစ်ပါတယ်။ပထမတစ်ချိန်ဘုံလာကျဲခဲ့တဲ့ချိန်ကတော့လွန်ခဲ့တဲ့2023ခုနှစ်ဒီဇင်ဘာ29ရက်ကစာတင်ကျောင်းနဲ့ဖုန်ကြီးကျောင်းဆောင်ပြာကျောင်းကျဲချတာခံခဲ့ရပြီး2024ခုနှစ်ဇန်နဝါရီ10ရက်နေ့တုန်းကလည်းဒုတိယတစ်ချိန်အဲ့ဒီစာတင်ကျောင်းနဲ့ဖုန်ကြီးကျောင်းကိုပဲလေကြောင်းကနေလာရောက်ကျဲချခဲ့ပြန်ပါတယ်။ ကလေးတွေစတင်ကြနိုင်ဖို့နဲ့ဖုန်းကြီးတွေတရင်တုံးနိုင်ဖို့အတွက်ပြည့်စည်နေတဲ့ကျောင်းဆောင်တွေကိုကြီးရွာခန်တွေကစူပောင်းပြီးပြန်လည်ပြုပြင်ခဲ့တာပဲဖြစ်ပါတယ်။ပြန်လည်ပြုပြင်ပြီးတာမှကြာသေးခင်ပါပဲ2025ခုနှစ်ဇွန်လ12ရက်မနက်အစောပိုင်းတနာ yı 15မိနစ်မှာလူတွေအိတ်မောကြာနေချင်းအဲ့ဒီနေရာဟောင်းမှာပဲလေရင်နဲ့ပေါင်300ဘုံထပ်မံလာရောက်ကြေးချခဲ့ပြန်ပါတယ် ဘုံပောက်ကွဲမှုကြောင့်ចောင်းဝန်းထဲကစာရင်ចောင်းနဲ့ဖုံးကြီးចောင်းအပြင်ចောင်းနီးကနေရင်တချို့လဲပောက်ကွဲအားကြောင့်ပြစ်စီသွားခဲ့ပါတယ်။အဲ့ဒီမနက်အစောပိုင်းမှာဖြစ်ပျက်ခဲ့တဲ့ဖြစ်စဉ်ကိုမန်လီရွာရဲ့ចောင်းထိုင်စီရတော့ဥပနာဝကအခုလိုမိန်ပါတယ်။ဟုတ်ကဲ့ပါ။ခုဒီဖြစ်စဉ်ကမနက်တနာရောအဲ့ချိန်ကြမှာသူတို့ဒီကစာရင်ចောင်းမှရင်ချတာပေါ့။လာကျဲစာရင်ចောင်းပြီးမှတော့ဖုံးကြီးចောင်းလာကျဲ။ဖုံးကြီးចောင်းကျဲမှအဲ့အောက် ်ငီးချောင်းကွင်းမှလာကျဲတဲ့ချိန်ကြမှာပဲဇင်ကလတ်ပြီးတော့တိမ်ပေါ်မှာအာမင်းနဲ့ကျဲတယ်ပြုတ်ကြပြီးမှအမ်းပါဇင်ကထနိုးပြီးတော့ပြေးသွားတာပါလောလောဆယ်ကတော့ဦးစင်းကတော့ဒူထောင်ရေးကိစ္စကတော့မတွေးသေးဘူးမစင်စားသေးဘူးဘယ်လိုလုပ်မှလဲအတိကအာအချင်းနေပုံမူတီးတာပေါ့နိုင်ငံရေးကောင်းတဲ့တနေ့ကျရင် အဲဥစဉ်တော့ပြန်ပြီးတော့လှုပ်လာမယ်။ဘာပဲဖြစ်ဖြစ်အခုလှုပ်ပြန်တော့လဲ음ဒီအနာကကမတိလိုက်ရအောင်လေမမြင်ရလေဘူးမတိချမြင်ရဆိုတာဒီနှစ်တောင်မှဥစဉ်တို့လှုပ်မယ်ဆိုပြီးတော့ရည်ရွယ်ထားတယ်ဒီနှစ်ဟာဒူထောင်မယ်ပေါ့အမ်အဲဒူထောင်ကစစဉ်းစားကစပစ္စည်းတွေတဲ့ပေါ့နော်လှုပ်မယ်လှုပ်မယ်ဆိုပြီးတော့အေးအနေညာလာကျဲသွားတာပို့ပြီးစိတ်တက်ကြသွားတာပေါ့နော် ဖုန်းကြောင်းပြင်ပောက်ကွယ်အားကြောင့်ဒေကခန်တွေရဲ့နေအိမ်တချို့လည်းပျက်စီးဆုံးရှုံးခဲ့ပါတယ်။အဲ့ဒီရွေရွေပျက်စီးသွားတဲ့နေအိမ်တွေထဲမှာ အသက်55နှစ်ရှိပြီဖြစ်တဲ့ဒေါ်အေးခန့်တို့နေအိမ်လည်းပါဝင်ပါတယ်။လေချောင်းကနေ၃ကြိမ်ဘုံကျဲခံခဲ့ရတယ်လို့လွန်ခဲ့တဲ့2021ခုနှစ်မန်လီတရွာလုံးကြီးပါမိရှုခံထားရတော့ကလေဒေါ်အေးခမ်းတို့နေအိမ်မိရှုခံခဲ့ရတဲ့အထက်ပါသွားခဲ့ပါတယ်။ပျက်စီးတဲ့နေအိမ်ကိုတော့ပြန်လည်ပြုပြင်နိုင်ဖို့ငွေချင်းမတက်နိုင်တော့တာကြောင့်ဒေါ်အေးခမ်းမှာတောင်ရမှာရှိတဲ့ တဲအင်ကိုတာအာကိုပြီးနေထိုင်ရတော့မယ်လို့ဆိုပါတယ်။နေဆရာအိမ်ရှိတော့တဲ့ကလေးနှစ်ယောက်မိတော့အိခမ်းဟာအာကိုဆရာမျိုးသားလည်းမရှိတော့ပါဘူး။အကြောင်းရင်းကတော့သူ့အမျိုးသားကိုလွန်ခဲ့တဲ့2018ခုနှစ်ကတည်းကရှမ်းပြည်ပြည်လဲထူထောင်ရေးကောင်စီ RCSS ကဖန်စီခေါ်ဆောင်တာခဲ့ပြီးနောက်ဒီနေ့ချိန်ထိတရင်အစာနာပြောင်းနေတယ်လို့အဆက်တွေလည်းမရခဲ့ပါဘူး။အမျိုးသားမရှိတော့တဲ့နောက်ဒေါ်အိခမ်းဟာသူ့ရဲ့ကလေးနှစ်ယောက်နဲ့အတူ ဘလို့ရုံးကန်နေရပြီးဘလို့ခက်ခဲပြီးကြုံတွေ့နေရလဲဆိုတော့အခုလိုပြောပြပါတယ်။အင်းတာမီနေရကအဲ့အခန်းထဲမှာအဲ့နေပေါ့။လင်ပြန်လာတဲ့အချိန်တော့မကြောက်။လာဖြစ်တဲ့အချိန်တော့ကြားတယ်။အဲ့နဲ့ပထမအချိန်လာဖြစ်တာကတော့အဲ့ထဲမှာဒုတိယအချိန်ဖြစ်ဖြစ်တာကတော့ကျမတို့တာမီနေရကအမေအမေတို့အိမ်မှာပြေးသွားပြီ။အားလန့်သွားတော့ဘာမှမပြောတတ်တော့ ထိုင်းထိုင်းနဲ့စိတ်ကဘယ်လိုဖြစ်သွားလဲတော့မသိတော့တတိမိတော့အဲဒုတိယဖြစ်တဲ့ချိန်ကတည်တွတ်တယ်လက်အကုန်လုံးဖြစ်သွားပြီပထမလာဖြစ်တဲ့ချိန်တော့တွတ်တယ်ကမဖြစ်သေးဘူးဒီတကားပေါက်ပရင်ပေါက်တွေပဲဖြစ်တာအဲဒုတိယအချိန်ဖြစ်တာတော့အကုန်လုံးပဲအောက်တယ်ရောပါတယ်ရောဒါမဲ့လူတော့အေးတမိငယ်တော့နည်းနည်းပဲထိတော်တာပေါ့နော် จะมาแบบว่าผิดไปเปลี่ยนไหนมาล่ะไม่เปลี่ยนไหนดอกล่ะดอกไม่ตีดอกดีใจไม่หนีดอกมาล่ะดอกไม่ตีดอกถ้าทําเสร็จชีกระงอ่ะမျိုးရဖန်းတော့တယ်ကလေးကငငနေတော့မယ်ကြောင်လဲထောက်ပံ့ပေးရတယ်လှုပ်လဲလှုပ်ကျွေးနေရတယ်ကျမတရားအောင်ထဲပဲ မကြခနာဘုံကျဲတာကိုခံနေရတဲ့မလီရွာခန်တွေဟာဘုံထက်ကျဲမှာကိုဆိုရင်လာကြောင်းရွာထဲနေရကြတော့ပဲနိစက်ရရွာနဲ့တောင်ရတွေမှာတွားရောက်နေထိုင်ကြရပါတယ်။နောက်ထပ်ရွာခန်မျိုးသမီးဖြစ်တဲ့တို့ဤငေးကလည်းဘုံကျဲမှုကြောင့်ပျက်စီးသွားတဲ့နေအိမ်တွေကိုထပ်ခါတလဲလဲပြန်လည်ပြင်ပင်ပြီးမဲ့ဒီတစ်ချိန်မှာတော့ပြန်လည်ပြင်ပင်နိုင်တော့ပဲလက်လျှော့လိုက်ရတော့မယ့်အခြေအနေနဲ့ရင်ဆိုင်နေရတူပါ။ပြန်ပြီပြန်ဖြစ်ပြီးစိတ်ပြတ်ပြီးလဲတော်ပြီ။ พี่น้องได้ไม่เผ็ดหรอกนะคะสิน่ะค่ะปฐมตะคาเปลี่ยนไม่บียะน่ะยิกุดอกด้วยนะเปลี่ยนเปลี่ยนไม่บีเปลี่ยนไม่บีอ่ะอะล่ะกูนอกตะคาอ๋อเปลี่ยนฉะปาตัดหน่อยเอาตะลงเลยอ่ะมาเป็ดบีเลยแต่แม่แม่ที่เล่านี่มาผิดปูอ่ะโอ้ชะชะชะตัวล่ะบ่ชั่วโลดเราชั่วแล้วเปลี่ยนลงไม่ปีเด้อด่าด่านี่แหละบ่โหอ่ะเปลี่ยนลงไม่ปีเปลี่ยนหลังว่าบ่หลังไปแล้วเปลี่ยนลงไม่ปีด่าอย่าล่ะชะตัวล่ะชะด่าอย่าหัวนี่เนาะ မိုးကလည်းမိုးယိုတယ်ဒါမှထားလိုက်တော့ဓာတ်ယုတ်ပြန်လာပြင်းအပြင်တော့ပြန်ချမလဲပြန်လေဟုတ်ကဲ့ဒါတော့တွားပြီးလက်လျှော့ပြီးตาလည်းတိမ်ပြီးตาကြည့်အိမ်